အားလုံးပဲမင်္ဂလာပါရေဝချန်လေးမှာ ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မေလ28ရက်နေ့ဒီနေ့မှာတော့ရခိုင်ပြည်နယ်အတွင်းထဲကတရုတ်တွေထပ်ပြေးနေရပါပြီတရုတ်တွေပဲလားဆိုတော့ရခိုင်ပြည်နယ်အတွင်းထဲမှာလက်ရှိနန်းနန်းတွေနမ်စီဗီအန်တွေပါဝန်တန်းတွေပါအကြောင်းဖတ်စစ်ခွေတက်ရဲ့ဒေါက်တိုင်မှာ တာဝန်ထမ်းဆောင်နေတဲ့သူတွေပါထွက်ပြေးနေကြရပါပြီဆိုတော့ဒီအကြောင်းကိုတင်ပြပေးပါမယ်နောက်ထပ်ဒင်းတစ်ခုကတော့ DGB ဌာနချုပ်ရှိတဲ့နေရာစုံစည်းမြိုင်ကိုဘာကြောင့်အကြမ်းဖက်စစ် ခွေးတက်ကဘုံလာကျဲသွားတာလဲဆိုတဲ့အကြောင်းကိုတင်ပြပေးပါမယ်ဒါကြောင့်ကျွန်တော်ရဲ့ view ကိုအဆုံးထိဝင်းရင်ကြည့်ရှုဖို့ကျွန်တော်ရဲ့မိဘတအိုးချင်းစီတိုင်းကိုတလီတစားဖိတ်ခေါ်လိုက်ပါတယ်ရခိုင်သတင်းတွေပဲစဖွင့်မလား ကရင်သတင်းတွေပဲစဖွင့်မလားကချင်ကလည်းသတင်းကောင်းတွေအများကြီးရှိနေပါတယ်ဒါဟာကျွန်တော်တို့ပြည်သူအားလုံးရဲ့အောင်ပွဲပါ ကျွန်မမိဘပြည်သူတွေနေ့စဉ်ဒါလူမှုကွန်ရက်ဆိုရှယ်စာမျက်နှာအထက်မှာပြီးတော့ခြားသောသတင်းမီဒီယာတွေမှာကျွန်တော်တို့ရဲ့အောင်ပွဲသတင်းတွေစက်တိုက်စက်တိုက်ရုပ်တံဗီဒီယိုနဲ့တကွာတွေ့မြင်နေကြရပြီးဖြစ်ပါတယ်ကျွန်တော်ရဲ့ Telegram မှာလည်းပဲဒီကနေ့ဖန်စီရမိခဲ့တဲ့ အကျံဖတ်စစ်ခွေအတွေ view point ကို ကျွန်တော်တင်ပြပေးထားပါတယ်ဟုတ်ပြီရခိုင်ပြည်နယ်တွင်းကကြောက်ဖြူတဲကတရုတ်တွေဘာကြောင့်ထွက်ပြေးကြတာလဲတရုတ်တွေသူတို့ကြီးပဲမဟုတ်ပဲနဲ့ဒါလက်ရှိ အကျံဖတ်စစ်ခွေတက်အနာတီမြဲဖို့အတွက်ကျွန်တော်တို့ NAM CDM တွေဝန်ထမ်းတွေပါထွက်ပြေး နေကြရပါပြီ။ဒါဆိုရင်ရခိုင်ပြည်နယ်အတွင်းထဲမှာရှိတဲ့တရုတ်အကျိုးစီးပွားတရုတ်လုပ်ငန်းတွေရခိုင်လက်တွင်းကိုတက်ဆင်းသွားတာပါ။တို့လိကောင်းပဲကျွန်တော်တော်လန်တော့တက်ဖွဲ့ဝင်တွေဒါတက်ခိုက်သိမ့်ပိုက်ပြီးနေရာတွေမှာတရုတ်အကျိုးစီးပွားတွေရက်တက်ပါရဖို့ ရှိနေပါလိမ့်မယ်တရုတ်ကိုဘသူကကာကွယ်ပေးမှလဲဒါတော်တော်လေးစဉ်းစားစရာပါနိုင်ငံကြီးကဝန်ကြီးဒေါ်စင်မအောင်ကဒါပြီးခဲ့တဲ့ရက်မှာဒါထိုင်းနိုင်ငံရဲ့ဒါထိုင်းပို့စ်တစ်ခုမှာသူရဲ့ဒါစောင်းမသူပြောခဲ့တာကတရုတ်အနေနဲ့လက်ရှိအာဏာကိုမတရားလုယူထားတဲ့ မင်းအောင်လှိုင်ဘက်မှာဆက်လက်ပြီးတော့ရက်တီနေအောင်မလားကျွန်တော်တို့တိုင်းရင်းသားတစ်ဖွဲ့ဝင်နေပြီးတော့ကျွန်တော်တို့လက်ရှိ တော်လန်ရှေးတော်လန်သောအစိုးရနဲ့အတူရက်တီမလားကျွန်တော်တို့ဘက်ကပြန်ပြီးတော့သူတို့ကိုမေးခွန်းပြန်ထုတ်နေတာဖြစ်တယ်တရုတ်ဟာကျွန်တော်တို့ဒီစင်းရတဲ့နိုင်ငံတွေမှာသူတို့ကအကျွေးရှင်လိုမျိုး ထားရှိထားတာသူတို့လှုပ်ချင်တိုင်းလှုပ်ဖို့အတွက်ပြီးတော့သူတို့လိုချင်တဲ့အရာတွေမှန်သမျှကိုရရှိဖို့အတွက်ဆင်းရဲနိုင်ငံတတော်များများရဲ့အကျွေးရှင်အဖြစ်လက်ရှိရပ်တည်နေတာပြောချင်တာကတော့လူသားချင်းစာနာထောက်ထားမှုတို့ပြီးတော့ဒါတနာညာတာမှုဆိုတာထက်သူတို့ဟာတအားနေနေတဲ့နေပါနေတဲ့ဆင်းရဲနေတဲ့နိုင်ငံတွေကို ်ငလန်မထုနိုင်အောင်သူ့ရဲ့အကျွေးမိတွေနဲ့ချုပ်ကင်ထားခြင်းဖြစ်ပါတယ်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်မိဘလေးသိရှိလောက်သိမှာပါဟုတ်ပြီဒါဆိုရင်တော့ကျွန်တော်တို့ကြောက်ဖြူဘက်ကိုပြန်ပြီးတော့တောက်အောင်ကြောက်ဖြူမှာရှိတဲ့တရုတ်ဝန်ထမ်းတွေထပ်ပြီးနေရတဲ့အကြောင်းရခိုင်သတင်းအရင်းမြစ်ကထွက်ပေါ်လာပါတယ်ရခိုင်ပြည်ကြောက်ဖြူမျိုးအနီးမှာတိုက်ပွဲပြင်းထန်မှုကတနေ့တစ်နေ့ပုံမူပြီးတော့ဆိုးဝါးလာပါတယ် ။လက်ရှိကြောက်ပြူမှာရှိတဲ့ကကင်းတွေကိုကျမဖတ်စစ်ခွေးတက်ဘလို့မှခုခံနိုင်တဲ့အခြေအနေမရှိတော့ပါဘူး။ကကင်းတွေအကုန်လုံးကိုလည်းပဲကျွန်တော်တို့အရခတ်တတော် AA ကတိုက်ခိုက်သိမ့်ပိုက်ပြီးတော့အဓိကပင်မတွေကိုဆက်လက်ထိုးစစ်ဆင်နိုင်ဖို့အတွက်ပပတ်လေဝင်းရပိတ်ဆို့ထားပြီးဖြစ်ပါတယ်ဒီအခြေအနေမှာကြောက်ပြူထဲမှာရှိတဲ့တရုတ်တွေဆက်လက်ပြီးတော့နေထိုင်ဖို့ ဆက်လက်လောက်ကင်ဖို့သူတို့ကိုမင်းအောင်လှိုင်ကလည်းမကာကွယ်ပေးနိုင်တော့ဘူးဒါအဖြေပါပဲမင်းအောင်လှိုင်ဟာကျွန်တော်တို့နိုင်ငံမှာဘာတစ်ခုမှအဆိုးမရဘူးအာနာသိမ့်လိုက်တဲ့နေ့ကစလက်ရှိကျွန်တော်တို့နိုင်ငံမှာအဆိုးရသောသူအဆိုးပိုင်သောသူအာနာတီမြဲသောသူဟာကျွန်တော်တို့ပြည်သူတွေဖြစ်တယ်ကျွန်တော်တို့တိုင်းရင်းသားတွေဖြစ်တယ် ဒီအဖြေတွေကိုကျွန်တော်တို့နေ့စဉ်တွေ့နေရတာဖြစ်ပါတယ်ဟုတ်ပြီကြောက်ပြူမှာအရခတ်တတော် AA နဲ့အချမ်းဘတ်စရှုံးကောင်စီတိုက်ပွဲဖြစ်ပွားနေတဲ့နေရာမှာတဖြည်းဖြည်းနဲ့ဒီကောင်တွေဟာလုံးမပါပြီးတော့ပြုတ်လုံးလိုမျိုးကြောက်ဖြူအတွင်းထဲကနေပြီးတော့ပျောက်ွယ်သွားရမှာဖြစ်တဲ့အကြမ်းဖက်စစ်ခွေးတက်ကစစ်ရှုံးနေတဲ့အတွက်တရုတ်စစ်ယုံတွေကာဖာယူပေးထားတဲ့ တရုတ်လုံကြုံရေးဆိုတဲ့ကောင်းတွေပါ အခုစွန့်ခွာထွက်ပြေးနေရတာပါအရခတ်တော်အေရတော်ခွေးနဲ့ပေါင်းရင်ခွေးလူဝက်လူဆက်ဆံခံရမှာဖြစ်တယ်ဒါကိုလည်းကျွန်တော်တို့အားလုံးကကြိုတင်ပြီးတော့သတိပေးပြောဆိုထားပြီးပါပြီလက်နဲ့ကြီးတွေနဲ့တိကတ်နေတဲ့လေငါနေပြီးတော့ဘုံကျဲနေတဲ့ drop ဘုံတွေ သူတို့တွေအတုံးပြုတ်နေတယ်ဆိုတော့ဒါဟာတုပ်စီဝါကြီးကိုကာဝယ်နိုင်တဲ့အရာတွေမဟုတ်ပါဘူးကျွန်တော်ပြည်သူလူထုနဲ့မယက်တည်ဘူးဆိုရင်ဘသူပဲဖြစ်ဖြစ်ကျွန်တော်တို့ကမောင်းထုတ်သွားမှာဖြစ်ပါတယ်အဲ့ဒီမှာလက်ရှိအချိန်မှာဒါကြောက်ပြူသဘောရင်နဲ့တဘောတံငွေနဲ့ရင်းနဲ့စိတ်ကန်းစီမံကိန်းရှိတဲ့မဒေးကျွန်းမှရှိတဲ့ တရုတ်ဝန်ထမ်းတွေနဲ့တရုတ်အကြီးပိုင်းကျွန်တော်တို့လုပ်ငန်းရှင်တွေပါရန်ကုန်ဘက်ကိုထွက်ပြေးသွားပါပြီဆက်လက်ပြီးတော့ထွက်ပြေးနေတဲ့သူတွေဟာနမ်စီဒီအန်တွေဖြစ်ပါတယ်သူတို့ကထွက်ပြေးချင်တဲ့ဆန္ဒငကိုလေးကရှိတယ်ဒါပေမဲ့သူတို့ထွက်ပြေးခွင့်မရဘူးအကြံပတ်ဖတ်စစ်အာနာရှူကောင်တွေက သူတို့ကိုထွက်ပြေးခွင့်မပေးထားဘူး တို့တွေထွက်စာတင်ပြီးမဲ့လဲထွက်လို့မရဘူးတို့တွေပြောင်းရွှေ့ခွင့်တို့တွေတင်ပြီးမဲ့လဲပြောင်းရွှေ့ခွင့်မရဘူးအချို့လူကြီးပိုင်းတွေနဲ့ဒါဆွေမျိုးနီးစပ်တော်တဲ့သူတွေပြီးတော့ရင်းနှီးတဲ့သူတွေကတော့ငွေကြေးကိုအသုံးပြုပြီးတော့ဒါပြောင်းရွှေ့နေကြတယ်လို့တော့ကျွန်တော်တို့ဒါရခိုင်ပြည်သတင်းအရှင်းမြစ်မှာကျွန်တော်တို့တွေ့ရပါတယ်ဒါကလက်ရှိရခိုင်ပြည်ကြောက်ဖြူရဲ့အခြေအနေပါပြောချင်တာကတော့ရခိုင်ပြည်တစ်ခုလုံးရဲ့အခြေအနေပါ နောက်ရက်အန်အော်ထူးခြားတဲ့အခြေအနေတစ်ခုကိုလည်းကျွန်တော်မိပါတင်ပြခြင်းနဲ့ရခိုင်ပြည်တိုးတက်နေကြောင်းစစ်ရှုံးနေတဲ့ကောင်တွေက ရုပ်ရှင်မှတ်တမ်းရိုက်ပြဖို့ရှိပါတယ်လေဗျာရခိုင်မြောက်ပိုင်းစစ်တွေမျိုးတစ်ခုတည်းကိုပါလက်တော်အခြေအနေလေးတွေမှာထိမ့်ချုပ်နေရတဲ့စစ်ရှုံးနေတဲ့အကြမ်းဖက်စစ်ခွေးတက်က၎င်းတို့လှုပ်ဆောင်ချက်တွေကိုကဘာကို ပြတ်သားနိုင်ဖို့အတွက် ရခိုင်မှာ documentary ရုပ်ရှင်မှတ်တမ်းရိုက်ဖို့အတွက်ပြင်ဆင်နေပါတယ်ဗျာဘလောက်တောင်အော်ဖို့ကောင်းလဲရခိုင်ကြီးတစ်ခုလုံးကိုဒါအရခတ်တော် A နဲ့ UL လေးကျွန်တော်တို့ရခိုင်သူရခိုင်သားတွေလက်ထွဲကိုတရားဖို့ပေးရမှာပါမပေးမပေးရခင်လေးမှသူတို့ကရခိုင်ပြည်ဟို documentary လေးအမှတ်တရယူသွားမှာလား မိကုထုတ်เสียရှိတယ်။ရခိုင်ပြည်ကိုလွမ်းနေတဲ့ရခိုင်ပြည်ကိုပြန်ကျင်နေတဲ့သူ့ရဲ့မိမတောက်ခေါ်ကျူကျူလှရခိုင်သူဟာ ရခိုင်မျိုးကို မနေရတော့တဲ့အခြေအနေကြောင့်ရခိုင်ပြည်ရဲ့ဒေါကူမန်ထရီကိုရိုက်မှလာဆိုတော့အဲ့ဒီမိကုကိုကျူကျူလှနဲ့ပတ်သက်တဲ့သူတွေဝင်ဖြည့်စည်းခြင်းနဲ့ဗျာ ရခိုင်သူဖြစ်ပြီးတော့ရခိုင်သူ ရခိုင်သားတွေရဲ့ရှင်ဘက်ဖြစ်သွားရှာတာမင်း online နဲ့အထိတွေ့တဲ့အရာမှန်သမျှဟာပြတ်သုံးသွားကြမှာဖြစ်ပါတယ်ဟုတ်ပြီဒီ documentary ကိုမြန်မာအင်္ဂလိပ်နှစ်ဘာသာနဲ့အဆင့်မီရိုက်ကူးနိုင်ရေးကိုဒီကနေ့မေလ28ရက်နေ့မှာစီးဝေးမှာကျွန်တော်တို့ဒါ ြန်ကြားရေးဝန်ကြီးဌာနကနေပြီးတော့ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။သူတို့ထုတ်ပြန်ကြေညာချက်မှာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးမှနေပြည်တော်ကောင်စီနဲ့တိုင်းပြည်နယ်အစိုးရအဖွဲ့ဝင်များအနေဖြင့်ရခိုင်ဒေသကိုလာရောက်လဲပတ်သည့်နိုင်ငံတကာမှအကြီးအကဲတွေပြပဲ့တဲ့တွေလိလာရေးအဖွဲ့တွေကိုပြသနိုင်ဖို့အတွက်အဆင့်မြင့်ရိုက်ကူးသွားမယ်လို့ကြေညာထားပါတယ်။ ရုပ်ရှင်မတန်းတွဲမှာကြောက်ဖြူသဘောကဟိုကန်းလွန်သဘောကဓာတ်ငွေ့စကန်ပါမယ်ပြီးတော့ထွက်ရှိနေတဲ့သဘောကဓာတ်ငွေ့တင်ပို့နေတဲ့အခြေအနေတွေပြီးတော့ရှေဟောင်းယဉ်ကျေးမှုအမွေနဲ့ဆိုင်ရာထိမ့်သိမ့်နဲ့လုပ်ငန်းတွေပြီးတော့လန်ဒရာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေ M SME လုပ်ငန်းတွေနဲ့နေဆက်ကုန်သွယ်ရေးစခန်းတွေ ။ပြီးတော့ပြပနိုင်ငံတွေနဲ့ကုန်ပစ္စည်းတွေပို့ဆောင်နေတာတွေပါအဲ့ဒီ documentary ထဲမှာပါပါမယ်။ဒါဆိုရင်ထေချာသွားပြီ။သူတို့သဘောကမ်းတော့ဒါတမွေထုတ်လုပ်တဲ့မှတ်တမ်းတွေလည်းသူတို့ယူမယ်ပြီးတော့ရှေ့အောင်ရင်ကျင်းမှုအမွေနှစ်တွေကိုလည်းထိမ့်သိမ့်တဲ့လုပ်ငန်းတွေကိုလည်းသူတို့ document တွေမှာပါမယ်။အော်ရှေ့အောင်အမွေနှစ်တွေကိုထိမ့်သိမ့်မှုလား သူတို့ဘုမရှက်လက်ရှိကျွန်တော်နိုင်ငံတွေမှာနှိပ်ရာနဲ့ခြီးတဲ့ခြီးအောင်အမွေနှစ်တွေကို လေးနဲ့ဘုံကျဲလက်နဲ့ကြီးနဲ့နေစဉ်ထုပြီးတော့ဖျက်ဆီးနေတဲ့ကောင်းတွေပကံမှာရှိတဲ့ဒါရှီဟောင်းစီဒီပထိုးတွေကိုတော့မှဘာမှမဆိုင်တဲ့ပြုပြင်ထိမ့်သိမ်းမှုတွေနဲ့ဘာမှ အုံနောက်မဲ့တဲ့အယောင်တွေနဲ့ပြောင်းလဲပြီးတော့ရုပ်ပြတ်စင်းပြတ်ဖြစ်စေခဲ့တဲ့ကောင်းတွေ သူတို့ကရှေဟောင်းရည်ရည်မှုအမွေနှစ်တွေကိုထိမ့်သိမ့်အုပ်မင်းယုံကြည်လိုက်ပါလေဟုတ်ပြီအဲ့တော့ဒီရုပ်ရှင်မတန်တဲ့ပတ်သက်ပြီးတော့ရခိုင်သူရခိုင်သားတွေကတော့မှတ်ချက်လေးတခုပဲပေးထားပါတယ်ဒီမှတ်ချက်တွေကတော့ ရခိုင်ပြည်တစ်ခုလုံးနှီးပါးပေါ်ရခိုင်တပ်တော် AA ကတိုက်ခိုက်သိမ်းပိုက်ထားနိုင်တဲ့အခြေအနေမှာစစ်တွေလူနေရာလေးကွက်ကွက်လေးတစ်ခုပဲကြံတော့မဲ့နောက်ဆုံးတော့အချိန်မှာဒီ documentary ကိုရိုက်တာတဲ့ဝါရဖြန့်ယုံတသက်ပဲဖြစ်ပါတယ်ပြောချင်တာကတော့ရခိုင်ပြည်ရဲ့ documentary ကိုရခိုင်သူ ရခိုင်သားတွေပဲရိုက်ပါလိမ့်မယ် အခုလက်ရှိမင်းအောင်လှိုင်ကရခိုင်ပြည်ရဲ့ဒေါကူမန်ထရီကိုရိုက်မယ်ဆိုတာကတော့သူတို့ဒီဒေါကူမန်ထရီကိုပဲကြည်ရတော့မှာရခိုင်မျိုးကိုနင်းရမှာမဟုတ်တော့ဘူးအဓိကအဖြစ်ကတော့သူ့မိန်းမကျူကျူလှရခိုင်ကိုသတိရရင်ရခိုင်ကိုလွမ်းရင်အဲ့ဒီဒေါကူမန်ထရီလေးနဲ့သူကအလွမ်းပြည်ကြည့်ဖို့ပဲဖြစ်ပါလိမ့်မယ်လို့ကျွန်တော်ကတော့ ထင်မြင်ယူဆမိပါတယ်ဟုတ်ကဲ့ပါဒီကနေ့ရဲ့အရေးကြီးဆုံးသတင်း DGBA ဌာနချုပ်ကိုအကြံဖတ်စစ်ခွေတက်ကလီရင်နဲ့ဘုံလာကျဲသွားတယ် DGBO ဌာနချုပ်ကိုလီရင်နဲ့ဘုံကျဲလိုက်တဲ့နောက်ဆက်တွဲစူချူတွေဘသူခံစားရမလဲကျွန်တော်ရဲ့ view ကိုကျင့်နေကျွန်တော်မြင်ပါတယ်ဖြည့်ပြပါကျွန်တော်ဒါအခုလိုပေါ့နော် ဒီ drain တွေဒီလားတဲ့ပေါ့နော်ဒီလားတဲ့မှာကျွန်တော်ဘဲမှခီးမသွားနိုင်ဘူးအဲကျွန်တော်ခါပေါ့နော်ကျွန်တော်ခါမှာပြဿနာပြန်ပြီးတော့တက်နေတယ်ဆိုတော့ကျွန်တော်စေကန်းပြနေပါတယ်စေလေးတောက်နေပါတယ်အဲ့ဒီဒါတော့အဲ့ဒီကျွန်တော်မနာခင်ပေါ့နော်ကျွန်တော်မနာခင် အရှိခကြီးတွေပေါ့နော်အရှိခကြီးတွေသွားနေတဲ့အချိန်မှာလမ်းလမ်းတစ်ခုလက်တစ်ခုမှာကျွန်တော်ကဒါတက်လို့မရတဲ့အတောင်ပေါ်တက်လို့မရတဲ့အခြေအနေတစ်ခုဖြစ်သွားပါတယ် ဆိုတော့တောင်ပေါ်တက်တယ်ကျွန်တော်တို့ဟာချိန်ဖန်များတာတက်ကြတော့ဗောဗျာတောင်ကားလေးရလဲဟိုသူများလို့အာအင်ဂျင်ပါဝါကြီးနဲ့ကားလည်းမဟုတ်ဘူးလေပုံမှန်ကျွန်တော်တို့အဲကားလေးပဲဆိုတော့လေဆိုတော့ကားကအင်ဂျင်ထပ်နှုတ်လို့မရတော့အဲ့တော့ကျွန်တော်ရဲ့ကျွန်တော်အဖွဲ့တွေရဲ့အဲ့လိုပဲပေါ့နော်လာတဲ့ကားတွေကိုပဲစောင့်နေတယ်အဲ့ဒီအချိန်မှာ DGB ကားအစီး20ကျော်ရန်တန်းကြီးပေါ့နော် စင်နဲ့ကြီးကျွန်တော်တို့စီလာပါတယ်ဆိုတော့အရှိဥဆုံးမှာဒါပါလာတဲ့သူကလက်ရှိ DGP ရဲ့အရာရှိတူဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်တို့ကယူနီဖောင်းပါပါပုံမှန်အရက်ဝဲအင်ကြီးတွေဝတ်ထားပါတယ်အဲ့ဒီမှာအရှိဥဆုံးကားမှာပေါ့နော် အရှိဦးဆုံးကားကကျွန်တော်တို့ကားအနီးမှာချက်လိုက်ပါတယ်။သူချက်လိုက်တဲ့အတွက်သူ့နောက်ကကားစီး20ကျော်လောက်ကလည်းချက်သွားပါတယ်။ပြီးတော့အိုးဆိုပြီးတော့ဒါတကီပြေလက်နက်ကင်အဖွဲတွေကားပေါ်နေပြီးတော့ဆင်းလာပါတယ်။ပြီးတော့ကျွန်တော်တို့အနီးကိုရက်လိုက်တဲ့သူကတကီပြေဒုစစ်ဦးစီးချုပ်ဘိုးချုပ်ကြီးစောရွှေဝဖြစ်ပါတယ်။ မကမ်းမွေးလေးနဲ့ပြုံးလိုက်ရင်တော်တော်ကြည့်လို့ကောင်းတယ်ခက်ခက်ညာညာဥရိယုတ်ပါအဲလက်ရှိကျွန်တော်တို့ဒါအချို့သတင်းမီဒီယာတွေမှာဓာတ်ပုံတွေမှာပါတာထက်အပြင်မှာပို့ပြီးတော့အဲခံညာမှုရှိပါတယ်ဆိုတော့သူပြောတယ်သူမေးတယ်ပေါ့နော်ဘာဖြစ်တာလဲဆိုတော့ကျွန်တော်နဲ့ပါတဲ့ကျွန်တော်အဖူးကအာကပ်ပြသွားတယ်အဲ့လိုမျိုးပေါ့နော်ကျွန်တော်သူတို့ကရင်ချင်းချင်းကငကုတ်ကလေးကယဉ်နေကြပါတယ်ပြီးတော့တောင်းတဲ့တယောက် ဒါဟိုးအချိန်တွေကအတူတူတိုက်ပွဲဝင်ခဲ့တဲ့သူတွေပါဆိုတော့လက်ရှိချိန်မှာတော့အဲသူတို့က DGB ဖြစ်ဖြစ်မဲ့ကျွန်တော်တို့က KNU KNU ဖြစ်ဖြစ်မဲ့ဒီမျိုးလေးတော့ခွဲပြားမှုတွေရှိပေမဲ့ကိန်းအလံတစ်ခုတည်းပါချက်ချင်းမဲ့သူအဲ့ဒီမှာကျွန်တော်တို့ထောက်ပို့ကားတွေရရှိပါတယ်ထောက်ပို့ကားကို သူလှမ်းပြီးတော့ကြော်တယ်ဒါဒီကားအဆင်ပြေတဲ့အထိလုပ်ပေးဖို့ဒီကားပဲသူသွားမှလဲကားဆွဲပေးဖို့ ဆိုလိုချင်တာတော့เนาะအဲ့ဒီမှာကျွန်တော်ရဲ့မိဘတွေအထူးကြောင့်အချက်လေးတစ်ချက်ကိုကျွန်တော်ကပြောချင်တာဆိုတော့ကျွန်တော်တို့ကပုံမှန်အရက်သားဖြစ်ပါတယ်အရက်ဝတ် uniform နဲ့ဖြစ်နေတဲ့အတွက်ပေါ့เนาะအရက်သားပုံမှန်ဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့အနည်းကိုဖြစ်လာတဲ့ DKBA စကြောင်းကာကြီးဒါသူတို့ကဒီလိုမျိုးစကြောင်းလိုက်ထွက်တယ်ဆိုရင်သူတို့အရေးပေါ်ကိစ္စရှိလို့အာလက်နက် uniform အပြည့်စုံအင်အားအပြည့်စုံပေါ့เนาะဆိုတော့ အဲ့ဒီမှာအရှင်ဆုံးကားမှာစီးလာတဲ့သူကလည်းဘုจุကြီးစောရွှေဝလက်ရှိ DGP ရဲ့ဒုတိယစစ်ဦးစီးချုပ်အဲ့တော့ဂျော်ဒိုင်းသားတပ်ဖွဲ့ဝင်တွေရဲ့စစ်ဦးစီးချုပ်တွေဟာကျွန်တော်ရဲဘော်တွေနဲ့ဒါတန်းနေနေကြတာပါပြီးတော့သူဘလို့ဝဲဂျာတူးတွေရယူထားပါသေးသူဘလောက်ထိပဲကြီးကျယ်ပါစေသူဟာ ကျွန်တော်တို့အားလုံး ਨੇ ဒါဆက်ဆံတဲ့ပုံစံတွေကတပီးညီပါဒါထူးခြားချက်ပါဒီစကားကိုပြောနေခြင်းကတစ်ချိန်မှာ Federal ကျွန်တော်တို့ဒါနိုင်ငံကိုတိစောက်မဲ့အချိန် Federal Army ဖြစ်လာတဲ့အချိန်မှာကျွန်တော်တို့ဒီ Federal Army တွေမှာရှိတဲ့ကျွန်တော်တိုင်းသားတပ်ဖွဲ့ဝင်တွေကဘလောက်ထိအာချစ်ဖို့ချစ်ခင်မှုကောင်းလဲဆိုတာကိုကျွန်တော်ကတော့ကြိုတင်ပြီးတော့ခန်းစားမိပါတယ် ပုံမို့ပြီးတော့ပြည်သူနဲ့တသားနဲ့ကြလာနိုင်တဲ့ပြည်သူကိုအမှန်တကယ်ကာကွယ်နိုင်တဲ့တပ်ဖွဲ့ဝင်တွေဖြစ်လာလိမ့်မယ်ပြီးတော့စီဥစည်းချုပ်တွေကအစပါဗျာဒီလိုမျိုးကြုံခဲ့ဘူးတဲ့အကြောင်းလေးကိုကျွန်တော်မိဘတွေကိုတင်ပြနေတာက DKB ဟာကျွန်တော်တို့ပြည်သူနဲ့အတူတူရှိနေပါတယ်ကျွန်တော်တပ်ဖွဲ့ဝင်တိုင်းတပ်ဖွဲ့ဝင်တိုင်းမှာလုံးစုံပြည့်စုံကောင်းမွန်နေတယ်လို့မဆိုလိုပေမဲ့ လက်ရှိအပြောင်းလဲနဲ့လက်ရှိဘုံရင်သူကိုသူတို့တွေအကုန်လုံးကလည်းလက်ခံထားပါတယ်မနေ့ကဒါကျွန်တော်တို့စစ်ကူပေးပို့လိုက်တဲ့အကျန်ဖက်စစ်ခွေးတက်ကအင်အားတရားဝင်းကျင်ရှိပါတယ်ဆိုတဲ့စစ်ကြောင်းအဲ့ဒီစစ်ကြောင်းကထိုင်းနိုင်ငံကနေပြီးတော့ပတ်ပြီးတော့ဝင်လာတာဖြစ်တယ်ကျွန်တော်ယူပါတယ် DGB ဌာနချုပ်ကိုဘုံကျဲခံရတယ်ဆိုတာက DGB ဒုတိယစစ်ဦးစီးချုပ်ဘုချုပ်ကြီးစောရွှေဝါကိုနိုင်က ြည်သူဘက်မှာရက်တီလိုက်တဲ့အတွက်ပါဒါကတော့ဒီဒီချိန်မှာကျွန်တော်ပုံဝင်လင်းလင်းပြပြသားသားပြောဖို့လဲလို့နေပါပြီအာ BGF TKBAPC အာကရင်မှာကကျွန်တော်တန်းရွှေခင်ညွတ်လက်ထက်ထဲကခွဲခဲ့လို့ क्वे ခဲ့ရတဲ့အခြေအနေတွေကြားထဲမှာကျွန်တော်မိဘတွေဒါအချို့ပေါ့နော်အခုချိန်ထိမသေးမကွက်ဖြစ်နေတာလေးတွေလည်းရှိပါတယ်ကျွန်တော်ပြောသားပြီးပါပြီကရင်အလံတစ်ခုတည်းရှိပါတယ်ဒါက အကြံပစစ်ခွေးတက်ကနေပြီးတော့ဒါထိုင်းပေါ့နော်ယူရီးယားဘက်ကနေလာပြီးတော့သူတို့ဖြတ်ကျော်လာတယ်ဖြတ်ကျော်လာပြီးတော့ DKBA ဌာနချုပ်ရှိတဲ့နေရာစုံစည်းမြိုင်မှာဝင်ရောက်ဖို့အတွက်ဒါပြောဆိုလာတာရှိဆိုတော့အဲ့ဒီမှာကျွန်တော်တို့ဒါဗိုလ်ချုပ်ကြီးစောရွှေဝါကအပြတ်အသက်ညင်းလိုက်တာပါသူတို့တက်ဆွဲမယ် DGB ဌာနချုပ်မှာတက်ဆွဲမယ်ဒါကိုလုံးဝလက်မခံဘူးလို့ သူကို၌ကထုတ်ဖို့ပြောဆိုလိုက်တာဖြစ်တယ်။ဆိုတော့အဲ့ဒီစကားကမင်းအွန်လိုင်းရဲ့အ site ကိုကန်လိုက်တာနဲ့အတူတူပဲ။ဆိုတော့လက်ရှိ KNU အခုလိုမျိုး KNLA ပြီးတော့ကျွန်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကောင်းမထောင်လာအောင် သူနီးမျိုးစုံနဲ့စူးစမ်းခဲ့တာ။ဟာလာကျွန်တော်အကျိုးစီးပွားတွေပေးလုပ်ပိုင်ခွင့်တွေပေး အာအများကြီးပဲကျွန်တော်ရင်မိပါ အများကြီးပဲဆိုတော့ဒီအခြေအနေကြတော့ခရင်တွေဟာခရင် အလံတစ်ခုတည်းအောက်မှာဖြစ်တည်သွားတယ်ဆိုတာကိုဒီနေ့ဒုတိယပုဂ္ဂိုလ်ကြီးစောရွှေဝါရဲ့ဆုံးဖြတ်ချက်ကျွန်တော်ပြည်သူဘက်မှာယက်တီလိုက်တဲ့သူ့ရဲ့ပြောဆိုမှုကြောင့်သူတို့ဒီ GPA ဌာနချုပ်ဘုံချဲခံရတာပါ ဒီကနေ့မှာ Trump ဖြစ်ဆုံးသတင်းတွေကအကြမ်းဖက်စစ်ခွေတက်ထိုင်းဘက်ကနေပြီးတော့ပတ်ဝင်လာတဲ့စစ်ကူပို့လိုက်တဲ့ကောင်တွေတော်တော်လေးကိုမရှုမလားခန်းစားလိုက်ရပါစကြောင်းတစ်ကြောင်းလုံးပျောက်သွားတယ်ဆိုတဲ့သတင်းကတော့တကယ့်ကိုဖန်ဖြစ်သွားတာပါကျွန်တော်ပြောပြီးသားပြီးခဲ့တဲ့ဂျပိုင်းထွေးမှာလည်းကျွန်တော်ပြင်ဝင်ကြီးညာပြီးသားဒါလက်ရှိတက်မ9တက်မ6တက်မ9တက်မ3တက်မ3ကင်းပြီးနေအတွင်းထဲမှာရှိတဲ့အချမ်းဖက်စစ်ခွေးတက် ကောက်ကိုအလိုက်သိနဲ့ထွက်သွားတာအကောင်းဆုံးဖြစ်ပါလိမ့်လက်ရှိကျွန်တော်တို့ကရင်စည်ရဲ့အခြေအနေကလည်းပဲအမြင့်မားဆုံးနဲ့အသင်းထန်ဆုံးအချိန်ကိုရောက်ရှိနေပါပြီဒါဆိုရင်ကျွန်တော်ဒီကေဘီဌာနချုပ်စုံစည်းမှန်ကိုအကြမ်းဖက်စစ်ခွေးတဲ့ Jet Fighter နဲ့ဘုံလာကျဲသွားတယ်အဲ့ဒီမှာကျွန်တော်တို့ဒါကြော်သားတအူးထိခိုက်သွားတယ်လို့တော့လက်တော်ကျွန်တော်တို့ကြားသိထားရပါတယ် ဒါကလည်းပဲဒါကရင်မျိုးသားလူမျိုးရေးတက်မတော် KNL နဲ့ဒါပူပေါင်းပူပေါင်းတပ်ဖွဲ့ဝင်တွေဟာဒီကနေ့မှာကျွန်တော်တို့ဒါစစ်ကူစစ်ကြောင်းပို့လိုက်တဲ့အကြံဖက်စစ်ခွေးတက်ရဲ့စစ်ကြောင်းမရှုမလားရှုံးနေသွားတဲ့အခြေအနေပါဆိုတော့စစ်ကြောင်းတစ်ချောင်းလုံးလုံးဝပျောက်သွားတယ်ဆိုတာက အရှင်ဖမ်းမိထားတဲ့အကျံဖတ်စစ်ခွေတက်က အကောင်30ဝန်းကျင်ရရှိထားတယ်အသေးကတော့40ပြီးတော့အချို့ကောင်တွေကတောင်ရင်မြစ်ကိုဖျက်ကူးပြီးတော့ခိုင်းဘက်ကို ပြောင်းဝင်သွားတယ်လို့ကျွန်တော်တို့သိရပါတယ်ဆိုတော့လက်ရှိချင်းမိုးကရွာထားတယ်ဗျာကျွန်တော်မြင်ပါတောင်ရင်မြစ်ကအခုလိုမျိုးမိုးရွာလိုက်တာနဲ့တောင်ကျရှည်ရာအရန်စီတာပုံမှန်ရေကူးတက်တဲ့သူအတွက်က ဒါရင်းနှစ်ပြီးတော့တည်နိုင်တဲ့အခြေအနေတွေရှိတယ်ပြီးတော့တောင်ကြရေဆင်းလာတဲ့အချိန်မှာအဲ့ဒီဒါတောင်ကြီးမြေပေါ့နော်တောင်ကြီးမြေတဲမှာကျွန်တော်တစ်လုံးတွေဒါအပင်တွေအပြီးတော့ခြုံတဲ့ပူပေါင်းတွေပါလာတတ်တယ်ဆိုတော့ဟိုဘကန်းကိုရေကူးပြီးတော့ထွက်ပြေးတယ်တောင်ကြီးမြေကလည်းရေတက်နေတဲ့အချိန်ရေကျန်းနေတဲ့အချိန်တောင်ကြရေစီးနေတဲ့အချိန်မှာဘဏ္ဍကောင်ကတော့ရင်းနှစ်ပြီးတော့တည်သွားလဲတော့ကျွန်တော်တို့ မတိသေးရပါဘူးဘာလို့လဲဟိုဘက်ကလည်းရော့ကဟိုဘက်ရော့ကကောင်တွေကလည်းထုတ်ပြန်ကြီးညာမှာလည်းမဟုတ်ဘူးဆိုတော့အချိန်မှန်များစွာထွက်ပြေးနောက်ဆုံးထွက်ပြေးလို့မရတဲ့အခြေအနေမှာတော့ကျွန်တော်တို့အစီမဒါလက်ရဖန်စီထားတဲ့အထဲမှာအသက်68နှစ်အရွယ်စစ်ခွေးအိုကြီးတကောင်ပါတယ်ဗျာဆိုတော့အသက်68နှစ်ရောက်ပြီသူရဲ့စစ်ဒီစစ်တပ်ပေါ့နော်စစ်တပ် စစ်တပ်ကလည်းအသက်30ကျော်ပြီပေါ့နော်ဆိုတော့အသက်68နှစ်အထိ ကျွန်တော်တို့လူငယ်တွေစီမှာလာရောက်အဖမ်းခံရတဲ့သူ့ရဲ့အလုကုံတိတ်ခါပေါ့ဗျာစတားကြီးကုံတိတ်ခါပေါ့ဘလောက်တောင်ရှက်ဖို့ကောင်းမလဲပြီးတော့ဒီနိုင်ငံတွင်းထဲမှာလက်ရှိဒါတာဝန်ထမ်းဆောင်နေတဲ့သူတွေကပင်စင်တက်တန်းကဘယ်ချင်းပြေးမှာလဲအဲ့ဒီအကြောင်းပြောတော့ကျွန်တော်တခုသွားပြီးတော့သတိရမိတယ်အချို့ဘောနော်ကိုကိုရောင်းစားပြီးတော့ အစ်မူတန်းနဲ့ဝင်သွားတဲ့ကောင်လေးတွေရှိတယ်ကြောက်ရင်ပါတယ်ဒါမိသားစုစီးပွားရေးကြက်တဲမှုကြောင့်ပါဗျာစားဝတ်နေရေးဒါစားဖို့တောက်ဖို့ကလည်းအဆင်မပြေနေဖို့ကလည်းဘလို့မှအဆင်မပြေဘူးအိမ်ငှားပြီးတော့အင်းအားစားလည်းမပေးနိုင်တော့တဲ့အခြေအနေမှာအမေတွေဟာသားသမီးတွေကိုစီယုံပြောဆိုပြီးတော့သူ့ရဲ့သားတွေကိုတထဲကိုထည့်လိုက်တယ်။ဆိုတော့တထဲထည့်လိုက်ရင်ဝန်ထမ်းအိမ်ရပါဗျာနေစရာလေးတော့ရမယ်လို့သူတို့ကအနေဆုံးညှော်နှိမ့်ကြတာ ပြီးတော့တတဲကိုကိုယ်သဘောနဲ့ကိုထဲ့မယ်ဆိုရင်ပေါ့နော်ဒါလူစားလဲတာမဟုတ်သေးဘူးလက်ရှိလူစားလဲတဲ့အမြင့်ဆုံးပေါက်ကြီးသိန်း200လို့တော့ကျွန်တော်ကြားလာတယ်ဆိုတော့တတဲထဲ့မယ်ဆိုရင်ရရှိလာမယ်ငွေကြီးအနေငယ်နဲ့နေစရာလေးကြောတခင်းစာလေးအတွက်ပေါ့ဗျာမြုံလင့်တယ်ဒါပေမဲ့ဘာဖြစ်တဲ့သူဟာအချမ်းဖက်စစ်ခွေးတက်စစ်မှုထမ်းထဲတာရောက်သွားတယ်သူသားကအဆက်အသွယ်လုံးဝလုပ်လို့မရတော့ပြီးတော့သူမျောလင့်ထားတဲ့ ဒါတက်တန်းလျောက်ပေါ့ဗျာဝင်နေအိမ်ရမှာနေရမယ်ဆိုတာမျောလင်းချက်လဲလုံးဝပျောက်သွားတယ်တက်သေးဝင်သွားတယ်နော်သူ့လည်းဘယ်သူမှဝင်နေအိမ်ရမှာခေါ်မထားဘူးဆိုတော့ဒီချင်းလေးတွေရှိပါတယ်ကျွန်တော်မြင်ပါတယ်ဆိုတော့ဒါကတော့သူတို့ရဲ့ဒါကျွန်တော်တို့နိုင်ငံသားပေါ့နော်အခြေခံကျွန်တော်တို့ဒါပြည်သူတွေကို ဆင်းရဲမွဲတေစုပ်ပြတ်သက်အောင်ရွေကျက်ရှိရှိနဲ့လှုပ်ထားတာဖြစ်တယ်ဒါကိုလည်းကျွန်တော်မိဘပြည်သူတွေသိဖို့အရေးကြီးတယ်ကျွန်တော်တို့ဆင်းရဲလေကျွန်တော်တို့မုန်းကျက်လေကျွန်တော်တို့ဒုက္ခရောက်လေသူတို့အုပ်ချုပ်လို့ပို့ပြီးတော့အစဉ်ပြေလေကျွန်တော်တို့ပညာမတက်လေသူတို့ကပို့ကြိုက်လေဒါပါပဲဒါကြောင့်အချို့သောသူတွေကအသက်68နှစ်အရွယ်အထိလူကုန်ဒိက္ခမဲ့စွာသူတို့ပြောနေတဲ့စစ်သားကုန်ဒိက္ခတော့ငကိုယ်ကလေးကမရှိတာပါ သူတို့ရဲ့နောက်ဆုံးတော်လူတယောက်ရဲ့ဒါအသက်အရွယ်ကြီးရင်လာတဲ့အချိန်ကအရေးကြီးဆုံးဖြစ်ပါတယ်။ဒါဆိုရင်သူတို့တွေဘယ်လိုမျိုးအဆုံးသတ်မလဲ။သူတို့တွေဘယ်လိုစဉ်းစားလဲ။တခါတရံကြရင်သူတို့ဘက်ကိုကျွန်တော်ပြန်ပြီးတော့လှည့်ပြီးတော့စဉ်းစားကြည့်ပြီးတယ်။ဒါမှမဟုတ်ကျွန်တော်ကိုယ်နဲ့ဖြေမထွက်ဘူး။ဘာကြောင့်လဲဆိုတော့သူတို့စဉ်းစားပုံကိုကျွန်တော်တို့လိုက်လို့မမိတာပါ။ဟုတ်ပါတယ်။ဒီနေ့မှကတော့ ကျွန်တော်မိဘဖြစ်သူတွေဒါရုပ်ရှင်မှတ်တမ်းကြီးကိုကြည့်နေရတယ်လို့ပဲခန်းစားရမှာပါအချို့သောမိဘဖြစ်သူတွေမကြည့်ရသေးဘူးဆိုရင်ကျွန်တော်ရဲ့ဒါ at yevo stanley telegram မှာအဲ့ဒီကောင်တွေရဲ့ရုပ်သံဖိုင်တွေကျွန်တော်တင်ပြပေးထားပါတယ်ဝင်အောင်ကြည့်ရှုပေးပါဆိုတော့တိုက်ပွဲတွေကအမြဲတမ်းကျွန်တော်တို့တကြပူမူကောင်းမွန်တဲ့အောင်ပွဲတွေကြားရဖို့ရှိပါတယ်ဆိုတော့ KNU ကရင်တွေရဲ့စည်ရေလှုပ်ရှားမှုဟာ2026မှာရန်ကုန်မှာ KNDO ဌာနချုပ်ပြန်ဖွင့်မယ်ဟေးဆိုရက်စကားအဆုံးမှာပဲ ကရင်တွေတိုက်ပွဲ လုံးဝမရက်တော့တာကိုကျွန်တော်မြင်ပါတယ်မြေတရားမှာဖြစ်တဲ့တက်မှာခုံမှာစစ်ခွေးကင်းစင်သွားပါပြီလက်ရှိကျွန်တော်တို့မြို့သိမ်းတိုက်ပွဲ ကရင်က ပုံမဖော်ဘဲနဲ့အကြမ်းမဲ့ဖက်စစ်ခွေးတက်အထိုင်ချလာတဲ့ viewer ကိုလည်းလက်နက်ကြီးဂုံးတွေကိုပဲဥတီပြီးတော့အမှုတ်ကျိတ်နေတာကိုလည်း ကျွန်တော်တို့ဒါထူခြားတဲ့စီစဉ်ရေးအနေနဲ့တွေ့ရမှာဖြစ်ပါလေဒီနေ့မှာကျွန်တော်တပြခဲ့တဲ့အကြောင်းအရာကျွန်တော်မြင်ပါအဲ့နှစ်သက်မလို့ညွန်လင့်ပါတယ်ခင်းနေပါရင်တော်လန်ရေးပြီးပြီလို့မှတ်ဆိုတဲ့စကားကိုမှတ်မိအောင်မယ်လို့ထင်မြင်ရင်းနဲ့ဒီနေ့ဗီဒီယိုအဆုံးသတ်ပြစေနောက်လာမယ့်ဗီဒီယိုကိုဒီထက်ပိုကောင်းအောင်ကျွန်တော်အမြဲတမ်းစူးစမ်းပေးနေပါတယ် လက်နက်ပေးစစ်ပေးကပ်ပေးကြောက်နေတယ်ကျွန်တော်နိုင်ငံတော်မှာရှိတယ်မိဘတအူးချင်းစီတိုင်းဘေးနဲ့ကင်းရှင်းပါတဲ့ကြောင့်လင်းနေတဲ့စတောင်းရှင်းနဲ့ကျွန်တော်ရေပေါ်ရှမ်းလေးပါ